အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနီပါတီဗဟိုစီဝေးကော်မတီအာဘော်ပြည်သူအာဏာကြမ်းတဲ့အမှတ်31 2009ခုနှစ်ဩဂုတ်လတုန်းမှာဖော်ပြပါရှိတဲ့ဘာကပနဲ့သမိုင်းဝင်ဒေသမလှုပ်ရှားမှုများဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။ဒီဆောင်းပါကိုကျွန်တော်တို့အလင်းလိုင်းကွန်ရက်ကအပိုင်းနှစ်ပိုင်းခွဲပြီးဖတ်ကြားသွားမှာဖြစ်ရာဒီကနေ့အပိုင်း1ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘာကပနဲ့သမိုင်းဝင်လေသမားလှူရှာမှုများလေသမားလူဒန်းစားကိုမသိမ်းသွင်းနိုင်ရင်တော်လန်ရေးမအောင်နိုင်အရေးအတွက်နဲ့ရခိုင်နှုန်းအရအပြောင်းလဲရှိပေမဲ့ဗမာပြည်မှာလေသမားလူဒန်းစားဟာလူဦးရေအများဆုံးလူဒန်းစားဖြစ်တယ်ဆိုတဲ့ချက်ဟာဒီကနေ့အထိမှန်ကန်နေသေးပဲနောက်ပြီးဒီလူဒန်းစားအများစုဟာဘဝအရဆင်းရဲမွတ်တေပြီး သူ့လူဒန်းစားဗီဇအရာ တော်လန်ရေးကိုလိုလားထောက်ခံကတက်တက်ကြွကြွပါဝင်နိုင်သူတွေဖြစ်ကြတယ်။ဒါကြောင့်ဒီလူထမ်းစားမပါပဲဗမာပြည်နိုင်ငံရေးရဲ့ရေးပါတဲ့နိုင်ငံရေးအလက်ပြောင်းကြီးတွေကိုလှုပ်လို့မရဘူး။ဗမာပြည်မှာဘယ်လူထမ်းစားကတော်လန်ရေးကိုခေါင်းဆောင်ခေါင်းဆောင်လယ်သမားလူထမ်းစားကိုအောင်းအောင်းမြင်းမြင်းစီယုံသိမ်းသွင်းတာမလုပ်ဘဲဘယ်တော်လန်ရေးမှမအောင်နိုင်ဘူး။ဒါဗမာပြည်နိုင်ငံရေးရဲ့ကကြီးခါဝေးပဲ။ လယ်သမားလှုပ်ရှားမှုများဟာကြောင်လိန်လှေကားလိုတဆင်ချင်းပြောင်းလဲမြင့်တက်လာခဲ့တယ်။ဗမာပြည်မှာတက်တန်းအရင်ဆုံးပါတီဖြစ်တဲ့ဗမာပြည်ကွန်မြူနစ်ပါတီမမွေးဖွားမိကြတဲ့ကလယ်သမားလှုပ်ရှားမှုတွေရှိခဲ့တာပါ။ဒါပေမဲ့ပါတီကတိမ်သွင်းရှေ့ဆောင်ခဲ့တဲ့လယ်သမားလှုပ်ရှားမှုများဟာပါတီမမွေးဖွားခင်ကလယ်သမားလှုပ်ရှားမှုများနဲ့အနှစ်သာရနဲ့တွင်မြင်လက္ခဏာအရအခြားနာကြီးခြားနားတော့ပါပြီ။ ပါတီမပေါ်ပေါက်မီကလယ်သမားလှုပ်ရှားမှုများအကြောင်းအကြမ်းဖျင်းပြန်လည်ငယ်ဆောင်ကြည့်ပြင်ပြီးမှပါတီရဲ့အနစ်80သမိုင်းတွင်းကလယ်သမားလှုပ်ရှားမှုတွေအကြောင်းလေ့လာရင်ဗမာပြည်လယ်သမားလူထန်စားလှုပ်ရှားမှုတွေအဆင့်ဆင့်ပြောင်းလဲတိုးတက်လာမှုကိုပိုမိုနားလည်နိုင်နေမယ်လို့ယူဆပါတယ်။ကိုလိုနီခေတ်မတိုင်မီလယ်သမားလှုပ်ရှားမှုများသမိုင်းအရကြည့်ရင်ဗမာပြည်မှာရှေးဟောင်းခေတ်ဝမ်ဂျာတိုက်တွင်းကနေ မြေရှင်စနစ်စတင်ပေါ်ခဲ့တာပါ ပြူခစ်မှာလေယာပိုင်ဆိုင်မှုနဲ့မြေရှင်ပရိသတ်စနစ်တရွေ့ရွေ့ထွန်းကားလာဟန်ရှိပါတယ်ပကံခေရောက်တဲ့အခါမြေရှင်ပရိသတ်စနစ်တိတိတသာထင်ထင်ရှားရှားဖြစ်ပေါ်လာပါတယ်ရှေးဟောင်းခေတ်ကနေကိုလိုနီခေတ်ထိဖြစ်တဲ့တပ်ဦးဆံပိုင်ပရိသတ်ခေတ်ကလာများမှာမြေရှင်ပရိသတ်များနဲ့လေသမားလူဒန်းသားများကြားလူဒန်းစားပြိပခများမောက်ချပေါ်ပေါက်လိမ့်မယ်ဆိုတာ တန်တရားရှိစရာမလိုပါဘူးခေပြိုင်အိန္ဒိယနဲ့တရုတ်ပြည်တို့မှာလယ်သမားအုံကြမှုများနဲ့လယ်သမားသဘုံများအကြိမ်ကြိမ်ပေါ်ခဲ့ပါတယ်ကြီးကြီးမားမားပေါ်ခဲ့ပါတယ်အထင်ရှားပေါ်ခဲ့ပါတယ်ဗမာပြည်မှာတော့ပရိသတ်ရှင်ဘီရင်တွေအကြောင်းအဓိကထားရေးသားတဲ့ရာဇဝင်ဆိုတာကလယ်သမားတိုက်ပွဲတွေအကြောင်းအရေးတည်ယူမှတ်တမ်းတင်ဖို့ခဲရင်ပါတယ်မင်းလောင်းပေါ်လို့ရှင်ဘီရင်တွေကသွားရောက်နှိမ်နှင်းရတဲ့ဆိုတာတွေကတော့လယ်သမားပုံကံမှုတွေပါပဲ။ တောင်သူချင်းမင်းတို့မိုးစိုးကြုံရွာကဥအောင်စေရဆိုတာတွေကိုကြည့်ရင်လယ်သမားနဲ့လယ်သမားပုံကံမှုက အာနာရတော်တာလည်းရှိတယ်ဆိုတာကိုတော့သိမြင်နိုင်ပါတယ်ခေတ်ကာလအများပိုင်းမှာလယ်သမားတွေနှစ်ပေါင်းရာချီပြီးမြေရှင်ပရိသတ်စနစ်တအူးဆံပိုင်ပရိသတ်စနစ်ရဲ့ဖိနှိပ်မှုကိုခံခဲ့ကြရမှာပါပရိသတ်မင်းဆက်ဆက်ရဲ့ခေတ်ကာလတွေဟာလယ်သမားတွေဟာဆယ်မြောင်းတာတမန်တိဆောက်ပေးတဲ့ပြုပြင်ကြီးနဲ့ အလေးတင်းအောင်မှန်ကန်စရေးဆိုတဲ့ပြုပြင်ရေးတွေလောက်ကလွဲလို့လယ်သမားလူဒန်းသားဘဝလွတ်မြောက်ရေးနဲ့လယ်လုတ်သူလယ်ပိုင်ရေးဆိုတာကိုဘယ်လိုမှရည်မှန်းချက်ဖြစ်ထားလို့မရနိုင်တဲ့ခေတ်ကာလတွေပါတရုတ်ပြည်ကွန်မြူနစ်ပါတီမှပစ္စည်းမဲ့အလံတော်ပေးပို့ပြီး ထောက်ခံဂုဏ်ပြုခဲ့တဲ့ကိုလိုနီခေတ်ကလယ်သမားတပုံဗရေဒရီမင်းဆက်တွေမှာမင်းမှုဒန်းစစ်သားတွေဆိုတာတကယ်တမ်းကျတော့လယ်သမားကလာသူအများစုပါဒါကြောင့် အင်္ဂလိပ်ဗမာစစ်ပွဲတွေမှာလယ်သမားလူတန်းစားဟာအင်္ဂလိပ်နယ်ချဲ့ကိုဆန့်ကျင် တော်လှန်တဲ့အဓိကအင်အားစု ဖြစ်တယ်လို့ဆိုရပါမယ်။တီဘောဘီယင်ပါတော်မူသွားပြီးနောက်ပိုင်းအင်္ဂလိပ်ကိုဆက်လက်တိုက်ခိုက်ခဲ့ကြတဲ့အင်အားစုများဟာကျေးလက်ကိုအခြေခံကြပြီးလယ်သမားလူတန်းစားကိုအဓိကမိခိုအားကိုးပြီးခုခံပုံခံမှု လုပ်ခဲ့ကြတာပါ။မင်းကြီးမင်းသားနဲ့စော်ဘွားတွေပါဝင်နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းအားလုံးဟာလယ်သမားလူတန်းစားကိုအခြေပြုခဲ့ရတာကြီးပါပဲ။ ကိုလိုနီနေချေသမားကဗမာပြည်မှာလုံးဝခြေခိုင်ခိုင်အုပ်ချုပ်နိုင်တဲ့အချိန်မှာတော့လယ်သမားလူတန်းစားဟာအရင်ကထက်ပိုမိုဆိုးရွားစွာ အဖိနှိတ်ခံလာကြရပါတယ်ဗမာလယ်သမားတွေဟာဗမာမြေရှင်ချစ်တီမြေရှင်အင်္ဂလိပ်ဆိုးရွားဆိုတဲ့တောင်ကြီးသုံးလုံးရဲ့ဖိနှိတ်မှုတွေကြောင့်မသေးယုံမြော့မြော့လေးသာအသက်ရှင်နေရတဲ့ဘဝပါပရက်တရက်ခေတ်ကလိုမင်းလောင်းပေါ်တဲ့ပုံသဏ္ဍာန်မျိုးနဲ့ကိုလိုနီခေတ်မှာလည်းလယ်သမားလူတန်းစားတွေရဲ့ထကြပုံကံမှုလေးတွေ ေါ်ခဲ့ပါတယ်။အများစုကဗြိတိတိခက်ကလိုမင်းလောင်းပေါ်တဲ့ပုံစံမျိုးနဲ့ပေါ်ခဲ့တာပါ။ကိုလိုနီခက်မှာအထင်ရှားဆုံးတောင်သူလယ်သမားတွေရဲ့ထကြမှုကတော့ဆရာဆန်လယ်သမားသဘုံပါပဲ။1926-29ခုနှစ်ကဆရာတော်ဦးဝိဇာရတို့ဆရာတော်ဦးတပတို့ကလယ်သမားတူကြီးအားလူငုံတော်မဆောင်ဖို့လှဲ့လေဟောပြောစည်းရုံးခဲ့တဲ့ဆိုတာနဲ့1939ခုနှစ်မေလ30ရက်နေ့မှာစတင်တည်ထောင်လိုက်တဲ့ဒိုးဗမာစည်းရုံးနဲ့အတူ ဒီအဖွဲ့အစည်းရဲ့လက်အောက်မှာလယ်သမားအစည်းအရုံးတရက်ကိုစတင်တည်ဆောက်နိုင်လိုက်တယ်ဆိုတာလဲထည့်သွင်းပြောဆိုဖို့လိုအပ်ပါလိမ့်မယ်။တန်ကွာ30ဒီဇင်ဘာ22ရက်နေ့မှာစတင်လိုက်တဲ့ဆရာဆန်းလယ်သမားတပုံဟာလက်နက်ကင်ပုံကံမှုပါ။နယ်ချက်တပ်သား2000ကျော်ကိုကြာဆုံးသည့်အထိတိုက်ခိုက်နိုင်ခဲ့ပြီးလယ်သမားတပုံ2000ကျော်အသက်ပေးခဲ့ရပါတယ်။ဆရာဆန်းအပါဝင်ကျိုးပေးအသက်ခံရသူလယ်သမားတပုံ302ယောက် တသက်တကြွန်းပုတ်ခံရတဲ့လယ်သမားသပုံ890ဦးရှိခဲ့ပါတယ်။ဒီလိုသွေးချွေးအသက်ပေါင်းများစွာစွန့်လွတ်စည်းကဲရတဲ့လယ်သမားသပုံကြီးဖြစ်ပွားနေစမှာတရုတ်ပြည်ကွန်မတီပါတီကပြစ်စည်းမဲ့လူနာသားအလံတော်ကိုပေးပို့ပြီးထောက်ခံဂုဏ်ပြုခဲ့ပါတယ်။ဒီပြစ်စည်းမဲ့အလံတော်ကိုတာယာဝရီရဲ့ရှေ့မြောက်ဘက်ရှိ ရန်ငင်းတောင်ကိုအင်္ဂလိပ်တို့တိုက်ခိုက်စီးနှင်းစဉ်တိမ့်ပိုက်ရရှိသွားပါတယ်။ဆရာဆန်လယ်သမားသပုံရဲ့အဓိကကြွေးကြော်သံကတော့ အခွန်တော်မပေးရေးလဲလုတ်သူလဲပိုင်ရေးနဲ့ကိုဘရင် ကိုသခင်ပေါ်ပေါက်ရေးကြွေးကြော်တန်တို့ပါဒီသမိုင်းဝင်လေသမားတပုံကြီးဟာကြီးမြတ်ပါတယ်ဒါပေမဲ့သမိုင်းအခြေအနေရချုပ်ရင်းချက်တွေလည်းမရှောင်လွှဲနိုင်ခဲ့ပါဘူးဗရေတရစ်တအုပ်ဆံပိုင်းဘရင်စနစ်ကိုပြန်လဲတန်းတပြီးရီမန်းချက်တွေထည့်သွင်းထားတာကအဓိကကြတဲ့ချုပ်ရင်းချက်ပါပဲအလौဒမအကြောင်းသားစတဲ့အခြေခံလူတန်းစားတွေနဲ့ကြဲကြဲပြန့်ပြန့်မဟာမိတ်မဖွဲ့နိုင်ခဲ့တာ အင်းအိုင်လက်ဖွဲ့ဂါဒါမန်နီယာလေးပေါ်မှာအာကိုယုံကြည်တာစတဲ့တခြားချွန်ရင်းချက်တွေလည်းရှိပါသေးတယ်။လယ်သမားလူဒန်းစားက အလုတ်သမားကြောင်းသားတခြားအခြေခံလူဒန်းစားများနဲ့လက်တွဲတိုက်ပွဲဝင်လာခြင်း။ဆရာဆန်လယ်သမားတပုံကြီးရိမ့်နှိမ့်သွားပြီးဆရာဆန်ကျိုးပေးအသက်ခံလဲရတဲ့1932ခုနှစ်နိုဝင်ဘာလနောက်ပိုင်းမှာလည်းဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုတွေဟာရက်စဲငြိမ်းအေးသွားတာ။ မဟုတ်ပါဘူး1933ခုနှစ်မှာရေနံမြေလုံးဆိုင်ရာဒုဗမာစည်းရုံးကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်1936ခုနှစ်မှာပြည်လုံးကျွတ်ကျောင်းသားတပိတ်ကြီးပေါ်ထွန်းခဲ့တယ်1939ခုနှစ်မှာငရီစာအုပ်သင်းပေါ်ထွက်လာပြီးဗမာပြည်ပြည်သူလူထုကိုမျက်စိဖွင့်ပေးတဲ့လက်ဝဲစာပေအပါဝင် တိုးတက်တဲ့စာပေတွေကိုစတင်ဖြန့်ပြူလာနိုင်ခဲ့တယ်1938ခုနှစ်ကတော့ကြီးမားတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေပေါ်တဲ့နှစ်လို့ ဆိုရမှာပါဒီဇင်ဘာ20ရက်နေ့မှာចောင်းသားတုကအတွင်းဝင်ရုံးကိုဝိုင်းနဲ့လှုပ်ရှားမှုကြီးပေါ်ခဲ့ပြီးဘိုးအောင်ကျော်ကြဆုံးခဲ့ရတယ်ထောင်သွားပြည့်ရေးတော်ဘုံကြီးကတော့အဲ့ဒီနှစ်မေလ10ရက်နေ့ကစတင်ခဲ့တာပါဗမာပြည်ရဲ့ပထမဆုံးလှုပ်သမားနေ့ကိုရင်နံချောင်းမြို့မှာကျင်းပခဲ့တယ်အဲ့ဒီလှုပ်ရှားမှုကနေဆက်လက်ပြီးရင်နံချောင်း6ရင်နံကျက်လမ်းရွာတို့မှာအလုံသမား2000ကျော်တို့ကစတင်တပိတ်ဖောက်ကြတယ် ီရေနံမြေလုံသမားတပေကြီးဟာကျယ်ပြန့်ကြီးထွားလာပြီးចောင်းသားတွေလက်သမားတွေတခြားခြေကံလူတန်းသားတွေပါဝင်ပူးပေါင်းပြီး내ချက်အစိုးရရဲ့တားဆီးမှုမျိုးမျိုးကိုကြော်လွားကရန်ကုန်ရွှေတဂုံကုန်းတော်ထိခြေလျင်ခီးရှည်ချီတက်တဲ့ရေးတပုံကြီးဖြစ်လာခဲ့တယ်။ဒီမှာအဓိကဖော်ပြချင်တာကတော့ဒီရေးတပုံကြီးမှာပြင်မလာတောင်ကူပဲခူးပြည်တာယာဝတီအင်းစိန်အစရှိတဲ့အနေနဲ့ရရက်ကလဲသမားတွေဟာ အလုံသမာចောင်းသားမြို့နေဆင်းရဲသားများစတဲ့လူနန်းသားတွေနဲ့ရန်သူဆန့်ကျင်ရေးမှာလက်တွဲပူးပေါင်းမိတဲ့အချက်ပဲခင်မီစက်မှုလုပ်ငန်းနဲ့ဆက်သွယ်နေတာမို့ခင်မီတဲ့လူနန်းသားလုပ်ငန်းသဘာဝအရဗီဇအရစီလုံးမှုစိတ်သက်ရှိတဲ့စီကံရှိတဲ့အနာဂတ်ကိုကြိုတင်တွေးခေါ်နိုင်တဲ့အမျော်မြင်ရှိတဲ့လူနန်းသားဗီဇအရနှောင်ကြိုးကလွဲလို့ပိုင်ဆိုင်မှုဘာမှမရှိတဲ့အတွက်ကိုကြိုးအစွန်နိုင်ဆုံးအပြတ်သားဆုံး ဒေါ်လာရေးကိုကုန်စင်အောင်အဆင်နွဲ့နိုင်ဆုံးလူဒန်းစားဖြစ်တဲ့အလौဒမားလူဒန်းစားနဲ့မဟာမိတ်ဖွဲ့နိုင်တာဟာလယ်သမားလူဒန်းစားလှုပ်ရှားမှုအတွက်တဆင့်တိုးမြင့်မားလာခြင်းပဲအခြေခံလူဒန်းစားများဒီလိုဒေါ်လာရေးမဟာမိတ်ဖွဲ့နိုင်ခဲ့တဲ့အတွက်ထောက်သုံးအပြည့်ရေးတော်ဘုံကြီးဟာအဓိကရည်မှန်းချက်ဖြစ်တဲ့အောင်ပွဲပန်းနိုင်အထိမရောက်နိုင်သေးစေကမူထိုခေတ်ထိုကာလကဒေါက်တာဘမောင်ရဲ့ညွန့်မောင်းအစိုးရကိုပြုတ်ကြသွားစေခြင်းဆိုတဲ့အောင်သီးအောင်ပွင့်ကိုတော့ စုခုနိုင်ခဲ့ပါတယ်။ထိုခေတ်ထိုကာလရဲ့အနေအထားရလယ်သမားလှုပ်ရှားမှုပဲဖြစ်ဖြစ်1300ပြည့်ရေတော်ဝန်ကြီးပဲဖြစ်ဖြစ်အဓိကအားနည်းချက်ကတော့ကွန်မြူနစ်ပါတီမပေါပေါသေးတဲ့အတွက်ကွန်မြူနစ်ပါတီမှတဆင့်အလုသမားလူဒန်းစားရဲ့ခေါင်းဆောင်မှုကိုမရရှိသေးခြင်းပါပဲ။ဖက်စစ်ဒေါ်လာရေးနဲ့လယ်သမားလူဒန်းစားသမိုင်းလိုအပ်ချက်ခေတ်ကာလအခြေအနေရဲ့တောင်းဆိုချက်တို့နဲ့ကိုက်ညီစွာဗမာပြည်ကွန်မြူနစ်ပါတီကို 1939ခုနှစ်ဩဂုတ်လ15ရက်နေ့မှာစတင်ဖွဲ့စည်းတော့ပါတီဖွဲ့စည်းကြောင်းကြေညာချက်နဲ့စစ်တမ်းကို ထုတ်ပြန်ခဲ့တယ်။ဒီစစ်တမ်းထဲမှာဗမာပြည်ဟာကိုလိုနီတပိုင်းဗရေသတိတပိုင်းနိုင်ငံဖြစ်တဲ့ဆိုတဲ့လက္ခဏာသတ်မှတ်ချက်ပါရှိသလိုပါတီကလပ်စည်းများကိုလည်းအလုသမားလယ်သမားနဲ့ကျောင်းသားတူတွင်ဖွဲ့စည်းပြီးဒီလူဒန်းသားများကိုစီယုံသိမ်သွင်းသွားရန်ဆုံးဖြတ်ချက်လည်းပါရှိခဲ့တယ်။တပ်တန်းနှုတ်နယ်သေးတဲ့ပါတီအတွက် မိမိရဲ့စီဝေးစွမ်းရည်ကိုစမ်းသက်စစ်ဆေးဖို့အပူရမြင်တောင်းဆိုလာတာကတော့ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတာဝန်ကြီးပါမြေအောက်ပါတီဘဝရောက်နေတဲ့ပါတီဟာ1942ခုနှစ်မှာဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးအတွက်ပြင်ဆင်မှုလုပ်ငန်းကိုမြစ်ဝကျွန်းပေါ်ဒေရီယဲကျေးလက်ဒေသမှာမြေအောက်ဌာနချုပ်တခုတခင်တန်းထောင်းရှိတဲ့ရန်ကုန်မှာဌာနချုပ်တခုလုပ်ငန်းတာဝန်ခွဲပြီးဆောင်ရွက်ခဲ့တယ်လို့ဆိုရမှာပါ ပါတီရဲ့မြေရောက်စည်းဝေးလုပ်ငန်းဟာအခြေခံလူဒန်းစားအသီးသီးကိုစီယုံခဲ့တာပါဒါပေမဲ့အများစုစီယုံခဲ့ရတာကတော့ကျေးလက်နဲ့လဲသမားလူဒန်းစားပါပါတီရဲ့မြေရောက်ဌာနချုပ်ပါဝင် ပါတီရဲ့လုပ်ငန်းတာဝန်တွေနဲ့ပါတီရဲဘော်တွေအများစုကိုလည်းလဲသမားတွေကကာကွယ်စောင့်ရှောက်ပေးခဲ့ကြလို့ပါတီရဲ့မြေရောက်စည်းဝေးလုပ်ငန်းတွေအောင်မြင်ခဲ့တာပါပါတီက BDA တက်တွဲမှာလည်းမြေရောက်စည်းဝေးတရံနဲ့စီယုံခဲ့ပါတယ် BDA တက်ဆိုတာမှလည်းတက်သားတွေဟာလယ်သမားတွေလယ်သမားသားသမီးတွေကအများစုပါကြီးကျယ်ခမ်းနားပြီးအောင်ပွဲဆုခုနိုင်ခဲ့တဲ့ဒီသမိုင်းဝင်ဖက်ဆက်ဂျပန်ဒေါ်လာရင်းမှာအင်အားစုအသီးသီးပါဝင်ကြတော့လဲအဓိကစီယုံဖော်ဆောင်ခဲ့သူကပါတီပါဖတာပါလာဖွဲ့စည်းရေးမှာလည်းပါတီကအဓိကခန်းကပါခဲ့ပါတယ်တမျိုးသားလုံးပါဝင်တယ်လို့ဆိုနိုင်တဲ့ဖက်ဆက်ဂျပန်ဒေါ်လာရင်းဟာလူတိုင်းသားပါဝင်မှုဘက်ကကြည့်ရင်တော့အရင်စစ်လိုက်ရင် ကြီးလက်ခြေခံတဲ့လေသမားစစ်ပွဲပါပဲ။ရခိုင်ပြည်မနာနတ်မောက်လေသမားသဘုံများဖက်စစ်ဂျမန်ဒေါ်လာကြီးအပြီးမှာမရှိမနှောင်းတစ်ဆက်တည်းလိုလိုပေါ်ထွက်လာတဲ့လေသမားလှုပ်ရှားမှုကတော့ရခိုင်ပြည်မနာနတ်မောက်လေသမားသဘုံများပါ။ပြည်မနာနတ်မောက်ရေးကိုတတိုင်းပြည်လုံးကထောက်ခံစေပွဲသဘုံပါကြောင့်ထရရတဲ့ ဆင်းရဲလှတဲ့လေမဲ့ရာမဲ့ပြည်စည်းမဲ့ကိုချုပ်ချယ်လို့ရဲ့တပုံထတဲ့ရာဇဝင်မျော်တွေးသွေးနဲ့ရေးရမယ်ဆိုတဲ့လေသမားတပုံသချင်းစာသားတွေကိုပဲကြည်လိုက်ရင်လေသမားတွေဘာကြောင့်တပုံထကြွရတယ်ဆိုတာရှင်းပါတယ်လေသမားတပုံသချင်းကိုတီးတန့်ဖော်ပြထားပါတယ်ဖက်စစ်ဂျပန်ဒေါ်လာရဲ့ပြီးမှာမြေတရတို့ဗမာနိုင်ငံကို ပြန်လဲရောက်ရှိစိုးမိုးကြပါတယ်သူတို့သဘောထားကတော့ဗမာနိုင်ငံကို ဗြိတိရှဒနတဟာယစုံမမှုပေါင်းတွင်ဆက်လက်ထားရှိရေးပါပဲဗမာလွတ်လပ်ရေးကိုမစင်စားသေးတဲ့သဘောပါပဲဒီအချိန်ဗမာနိုင်ငံလယ်သမားတွေဟာလယ်ဆုံးမြေဆုံးပြီးလယ်သမားဘဝမှာတရင်ငါဘဝသို့လျှော့ကျရောက်ရှိနေကြတယ်ဗြိတိရှတို့နိုင်ငံခြားမှာခေါ်သွင်းလာတဲ့ချစ်တီများလက်သို့ကျွဲနွားအိုးအိမ်မှအစသမီးမျိုးများဆုံးဗမာလယ်သမားတွေကထိုးအပ်နေကြရတယ်ဆန်သမားရောင်းဝယ်ရေးကစဗမာနိုင်ငံရဲ့စီးပွားရေးကို နိုင်ငံသားများဝင်ရောက်သွေးဆုပ်ဖွင့်ပြုတဲ့စနစ်တရက်ကိုကျင့်သုံးနေတဲ့အချိန်မှာပြင်မနာလေသမားသဘုံဆိုတာခြုံငုံခေါ်တာပါ ပြင်မနာတောင်ပိုင်းလေဝေးနယ်မှာဘုံကြီးကောင်းအောင်ကြီးကောင်းဆောင်တဲ့လေသမားသဘုံအဖွဲတစ်ဖွဲရှာတော်အေးမောင်ကောင်းဆောင်တဲ့အစုကတစုဒီလေသမားသဘုံအစုကတက်ကုန်းမြို့နယ်နောက်ချမ်းမှာထားကြွခဲ့တာပါဒီလေသမားသဘုံထဲမှာလေသမားတွေအပြင်ဂျပန်ဒေါ်လာရဲ့ပျောက်ကြားတက်သားဟောင်းတွေတက်ဖြတ်ခံရတဲ့တက်သားဟောင်းတွေလည်း ပါဝင်ပါတယ်။တက်ပြက်ခံလိုက်ရတဲ့ဆိုတာကအင်္ဂလိပ်နဲ့ဖာစာပလ17ဦးပါကိုယ်စားလှယ်ဖွဲ့တဖွဲ့လို့ချုပ်ဆိုလိုက်တဲ့ကန်နီစာချုပ်ရဗမာမျိုးจิตတက်မတော်ကိုဖျက်သိမ်းလိုက်တာကိုဆိုလိုတာပါ။လယ်ဝဲမြို့နယ်မှာဆိုရင်ဘိုးနဂါခေါ်နဂါထွန်းချိန်တို့ရဲ့တက်မတော်သားဟောင်းများဖွဲ့ဟာထင်ရှားကြော်ကြပါတယ်။ပါတီရဲ့ပေါ်နောက်မှာပါတီရဲ့ဗဟုကော်မတီဝင်ဖြစ်လာပြီးယခုကွယ်လွန်သွားသူရဲဘော်ဦးရဲထွန်းဟာလည်းလယ်သမားတပုံတက်သားတူပါ။ သူဟာပြင်မနာခရိုင်ခရိုင်ကောမဒီဝင်တူပါလွတ်လပ်ရေးမရမိကြတဲ့ကဖဆပါလာတဲ့ကဆိုရှယ်လေဂိုင်းသားတွေနဲ့ဖဆပါလာလက်ရဂိုင်းသားတွေကပြည်သူဆန့်ကျင်ရေးတွေမှာလက်ဆောင်ထက်နေကြတာပါရဲဘော်ဦးရဲထွန်းကို ဆိုရှယ်လေဂိုင်းကလောက်ကြံဖို့လုပ်ခဲ့တယ်ဒါကိုပလိတ်ကပြန်ပြီးသတင်းပေးတဲ့အတွက်ရဲဘော်ရဲထွန်းတောခိုရပါတယ်လက်နက်ကိုင်တိုက်ပွဲတွေဝင်ဖို့သူနဲ့တူတက်ကုန်းမြို့နယ်ပါတီကော်မတီဝင်ရဲဘော်စံညွန့်ကိုလည်း ပါတီကတခါတည်းထည့်ပေးလိုက်ပါတယ်။အလုံသမားနဲ့လယ်သမားလူတို့ကိုကာကွယ်ဖို့ပါတီကဖွဲ့စည်းခဲ့တဲ့တပ်နီပြည်သူရဲဘော်ကွဲပြီးတပ်နီဖြစ်လာကြ။ဖွဲ့တချို့ဟာလည်းလယ်သမားတပုံနဲ့ပေါင်းမိခဲ့ကြပါတယ်။ရဲဘော်ဦးရဲထွန်းရဲ့ညီရင်လယ်ဝဲဘုံညွန့်မောင်ဟာအဲ့ဒီတပ်နီတွေကပါ။အဲ့ဒီကာလကဆိုရှယ်လစ်ပလိတ်ကတက်လို့ကြဆုံးခဲ့တယ်လို့ဘိုသိန်းဆွေကလည်းပြင်မနာလယ်ဝဲမှာကြဆုံးခဲ့ပါတယ်။ ပြင်မနာခရိုင်အလဲပိုင်းကြီးတောင်ကန်းမြို့နယ်ထဲမှာဆိုရင်ဘိုဘားစိန်ခေါင်းဆောင်တဲ့လယ်သမားတပုံရှိပါတယ်ဘိုဘားစိန်ဟာကြည်တောင်ကံမြို့နယ်ရဲ့မြို့နယ်ပါတီကော်မတီဝင်တူပါ။နောက်မှ သူဟာတိုက်ပွဲတွင်ကြဆုံးသွားခဲ့ရပါတယ်။မြမန်းဓမြခိုင်းဆိုတာပြင်မနာခရိုင်ထဲမှာလယ်သမားတွေကဓမြထတိုက်ကြတဲ့ခိုင်းပါ။ဒီဓမြခိုင်းဟာအင်အားကြီးထွားလာပြီးနောက်မှသူတို့လည်းလယ်သမားသဘုံတွေဖြစ်လာကြပါတယ်။ ဒီလေသမားသဘုံတွေဟာရွာတွေမှာဗျောင်နေကြတာပါလေသမားသဘုံတွေဟာလက်နဲ့အကျိုးပဲ့တွေနဲ့စကြရတာပါဖက်စစ်ဂျပန်ဒေါ်လာကြီးကကျွင်းကြံခဲ့တဲ့လက်နဲ့တွေတက်ဖြတ်တဲ့အခါလက်နဲ့မအပဲပါလာတဲ့လက်နဲ့တွေတက်နီတွေကပါလာတဲ့လက်နဲ့တွေနဲ့တစတစလက်နဲ့အင်အားတောင့်တင်းအောင်လှုပ်ယူကြရတာပါတချို့လေသမားသဘုံတွေတက်နီဖွဲ့တွေဟာဘွချုံကိုင်းတက်ဖွဲ့တွေတောင်ဖွဲ့ထားကြပါသေးတယ်ဖုန်ကြီးဦးမဲသည်ဆိုသူကလည်း နမကျော်လေသမားသဘုံခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ဒါအပြင်ဗုဒ္ဓရာရဲ့ပြင်မနာသဘုံနယ်မြေဆိုတာလည်းရှိခဲ့ပါသေးတယ်။ဘိုးအောင်ဆန်းတို့အင်္ဂလန်သွားပြီးလွတ်လပ်ရေးအတွက်ရေးဆိုနေစဉ်ကာလမှာပဲနတ်မောက်လေသမားသဘုံပေါ်ခဲ့ပါတယ်။ဂျပန်ဒေါ်လာရေးမှာပါခဲ့တဲ့ဗမာမျိုးချစ်တက်မတော်သားဘိုးရာပြက်နောက်မှာပြည်သူရဲ့ဘော်ကခေါင်းဆောင်ပါတယ်။ ဆိုရှယ်လေဂိုင်းသားတွေနဲ့လက်ရဂိုင်းသားတွေကြီးစိုးနေတဲ့ဖာစာပလအဖွဲ့ကိုတူတူခါခါမုံတီးနေတာကြောင့်ဗိုလ်ချုပ်အောင်ဆန်းထိန်းတာတော့မရပဲလယ်သမားသဘုံမှာပါဝင်ခဲ့သူဖြစ်ပါတယ်။နောက်မှဒီအဖွဲ့ကိုပါတီကစီယုံသိမ်းသွင်းနိုင်ခဲ့ပါတယ်။ပြင်မနာနတ်မောက်လယ်သမားသဘုံကအတိအလင်းလယ်သမားသဘုံမှာ46ခုနဲ့နောက်ပိုင်းမှာစကိုင်းမြင်းညံအင်းစိန်နဲ့ပြည်ခိုင်မြန်းမှာလျှို့ဝှက်လက်နက်ကင်တပ်များအသွင်နဲ့တချို့တပ်ဖွဲ့တွေရှိနေကြပါတယ်။ ဂျပန်ဒေါ်လာရဲ့အပြီးတမိုင်းဝင်ဖဆပါလာရဲ့ရွှေဒဂုံလေပစ်စီယံညီလာခံရဲ့ဆုံးဖြတ်ချက်ထဲမှာရခိုင်လေသမားတပုံကိုထောက်ခံကြောင်းအတီလင်းဖော်ပြပါတယ်။ဗြိတိရှ်ကိုလိုနီဖြစ်တည်ရှိစေကာလကတည်းကရခိုင်တိုင်းရဲ့နိုင်ငံရေးအခြေအနေမှာတည်ငြိမ်မှုမရှိခဲ့ပါ။ဖက်ဆစ်ဒေါ်လာရဲ့ပြီးမှလည်းနိုင်ငံရေးမတည်မငြိမ်ဖြစ်မှုနဲ့အုံကြွမှုတွေပုံကံမှုတွေရှိခဲ့ပါတယ်။အထင်ရှားပုံကံမှုကတော့ဘိုးစိန်နာနဲ့ဘုံပေါက်တာကျော်တို့ရဲ့ ရခိုင်တောင်ပိုင်းကပုံကံမှုပါသူတို့ဟာ1948ခုနှစ်ဧပြီလ1ရက်နေ့မှာမြေပုံညီလာခံဖြစ်မြေပုံမြို့မှာတပ်ပေါင်းစုညီလာခံတရက်ကိုဖာစာပလအဖွဲ့နဲ့စင်ပြိုင်ပြုတ်လုကျင်းပခဲ့ပါတယ်ဖာစာပလအဖွဲ့နဲ့သဘောထားကွဲလွဲမှုကြီးပါတယ်ဒီရခိုင်ပြောက်ကြားများအတွင်ပါတီရဲ့ဩဇာကြီးပါတယ်ပါတီကဥစိန်နာတို့ရဲ့ပုံကံမှုကိုထောက်ခံခဲ့ပါတယ်ထိုစဉ်ကပါတီဟာ ပြင်မနာနတ်မောက်နဲ့ရခိုင်လေသမားသဘုံဒေတာများကိုတော်လာရေးစတင်မြစ်ဖြားခံရာအခြေခံဒေတာဖြစ်သတ်မှတ်ခဲ့ပါတယ်လွတ်လပ်ရေးမတိုင်မီကတည်းကဗမာပြည်မှာရှေးဦးပေါ်ပေါက်ခဲ့တဲ့ဒီလေသမားသဘုံများဟာ အမှန်ပဲ1948မတ်လ28ရက်ပြည်သူ့ဒီမိုကရေစီလက်နက်ကင်ဒေါ်လာရေးရဲ့ရှေ့တော်ပြီပါ